ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဥဆိုးဦးပါဟုတ်ပြီအသက်40ပါဆရာကြီးဟုတ်ပါပြီလာအိုမှာရောက်နေပါတယ်ဥဆိုးဦးနော်ဟုတ်ကဲ့စောက်လို့ရေးတဲ့လက်သမားပယံပေါ့နော်ဟုတ်ပြီစောက်လို့ရေးလုပ်ငန်းလက်သမားပယံအလုပ်ပါတယ်လာအိုမှာပေါ့နော်ဆရာကြီး तू ကတော့တော်တော်လေးပဲဆရာကြီးဆရာကြီးခင်ဗျားတဲ့ကျွန်တော်လက်တောင်စစ်ကြိုက်နေလို့ပါတဲ့ဟုတ်ပြီအဲ့ဒါတော့အလေးပြမတဲ့ခါဒီမှာလေဟုတ်ကဲ့ပါဆရာကြီးမနိုင်မနေမမပါနဲ့ ဟုတ်ကဲ့ပါဆရာတို့အဲ့ဒီဒရောင်စင်းနဲ့ထောက်ပြီးတော့အားဆိုင်လို့ရတဲ့အလုပ်တွေရှိမယ်လေဟုတ်ကဲ့ပါဆရာအဲ့အဲ့ဒါမျိုးစဉ်းကျင်ပါဟုတ်ကဲ့ပါဆရာအဲ့ဖြစ်တဲ့နေရာလေးကိုစီးအပူမလိမ့်ပါနဲ့ဟုတ်ကဲ့ပါဆရာနော်ကိုတိုင်ရင်စီးပညာရအကောင်းဆုံးတော့ကရမက်ပေါ့ဟုတ်ကဲ့ပါဆရာကရမက်မြတ်တတခါပေါ့ဟုတ်ကဲ့ပါဆရာအဲ့ဒီတတခါကရမက်လေးလိမ့်ပေးကြဖြင့်ကျောတက်တောင်တတာလေးတက်တာသွားပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာမရှိရင်ရေရောရေပတ်ဘာမှမရှိဘူးဆိုရင်ရေယူ တီရှူးလေးနဲ့ဝတ်တီရှူးပေါ့နော်ဝတ်တီရှူးပြတ်ထားလိုက်ရတာပေါ့ဟာအုပ်ထားလိုက်တာပေါ့သူဟုတ်ကဲ့ပါဆရာကြီးဒါမဲ့သူတောင်ချောက်ကြီးရောမအုပ်နဲ့နော်ဟုတ်ကဲ့ခွာလိုက်ခွာလိုက်ဟာတနာကြီးလောက်ချထားလိုက်ပြတ်အုပ်နဲ့အဲ့လိုရင်ကို၃ရက်လောက်ဆိုရင်ဒါပြောက်သွားတာပဲအပူငြိမ်းသွားတာပဲဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်းဘုရားရှင်းပါစီဗျာ